စီးရောင်ကပြောတယ်ကျမ်းမာရေးတကယ်တော့ကျွန်တော်တို့ရဲ့စီးရောင်ဟာကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ကျမ်းမာရေးအခြေအနေအချို့ကိုဖော်ပြနေပါတယ်။ဒါကြောင့်စီးအယောင်ဘာအယောင်ရှိလဲစီးအယောင်လုံးဝကြည်နေတာကောင်းလားအဝါယောင်ဖြစ်နေရောဘာလို့တင်လဲစီးအယောင်နောက်နေရောဘာရောကလဲစီးထဲမှာသွေးပါရောကန်ဆာဖြစ်နေတာလားစတဲ့မိကုန်းရဲ့အဖြေတွေကိုသိဖို့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြအောင်ခင်ဗျာ ျွန်တော်တို့စားတဲ့အစားအစာတောက်တဲ့စေဝါးတွေတောက်သုံးတဲ့ရေပမာဏခန္ဓာကိုယ်ထဲကကျန်းမာရေးစတာတွေပေါ်မူတည်ပြီးတော့စီးအယောင်က ပြောင်းလဲနိုင်ပါတယ်။ဒီတော့ကျွန်တော်စီးအယောင်တစ်ခုချင်းစီကိုခွဲပြီးပြောပြပေးပါမယ်။နံပါတ်1အကြည်အောင်စီးကရေလိုမျိုးကြည်နေတယ်ဆိုရင်တော့သင်ရှီကိုလိုအပ်တဲ့ပမာဏထက်ပိုတောက်မိနေတဲ့လက္ခဏာပါ။ရည်တောင်နေခြင်းကအဆူကျိုးရှိတယ်ဆိုပေမဲ့ရည်တောင်များရင်လည်းမကောင်းပါဘူးခန္ဓာကိုယ်ရဲ့ကအီလက်ထရိုလိုက်တွေကမောက်ကမဖြစ်သွားနိုင်လို့ပါ ဒါကြောင့်စီးကရေလိုမျိုးကြည်နေပြီဆိုရင်တော့မိမိရေတောက်တာကိုအနှဲငယ်လျှော့ဖို့ဒါမှမဟုတ်အချိန်ချပြီးတောက်ဖို့လိုပါတယ်။ရေတောက်များခြင်းရဲ့အကြောင်းကိုတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့အကျယ်တဝင်းရှင်းပြထားတာဖြစ်လို့ comment တွေက link ကနေတွားအောင်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။နံပါတ်1အဝါရောင်ပုံမှန်အားဖြင့်စီးကအဝါရောင်ဖြစ်ပါတယ်။အဝါရောင်မှာမှဖြော့တဲ့အဝါရောင်ကနေအတန်အသင့်ရှင်းတဲ့အဝါရောင်အထိပုံမှန်စီးထဲမှာပါဝင်ပါတယ်။ရေတောက်များလာလေဖြော့လာလေဖြစ်ပြီးရေတောက်နည်းလာလေရှင်းလာလေဖြစ်ပါတယ်။ ဗီတာမင် B ရမ်းများတဲ့အားစေးတွေတောင်းမိမယ်ဆိုရင်လည်းအဝါရောင်တန်းတတ်ပါတယ်။စီးရောင်လုံးဝကြည်တဲ့အထိလည်းမဟုတ်အဝါရောင်အရင်ရင်းတဲ့အထိလည်းမဟုတ်ပဲအဝါရောင်ဖြော့ဖြော့လောက်မှထားနိုင်ဖို့ရေယူထိမ့်ပြီးတောင်းရမှာဖြစ်ပါတယ်။နံပါတ်3လိမ့်မော်ရောင် သူမဟုတ်အဝါရောင်ခက်ညစ်ညစ်ဒီရောင်ကိုဖြစ်စေတာကတော့ရေတောင်နေခြင်းအချို့သောဆေးများဥပမာအချို့ခီမိုဆေးများအချို့သောအသေးရောဂါများစတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါနဲ့ Dr. Beast ရဲ့ဗီဒီယိုတွေကို TikTok မှာလည်းကြည့်ရှုနိုင်တာဖြစ်လို့ Dr. Beast မြန်မာလို့ရိုက်ရှာပြီး follow လုပ်ထားနိုင်ပါတယ်ခင်ဗျာ။နံပါတ်၄အပြာရောင်အစိမ်းရောင်ဒီအရောင်တွေကတော့စီးထဲမှာအတော်တွေ့ရခဲ့တဲ့အရောင်တွေပါ။သူတို့ကများသောအားဖြင့်စိုးစေးပါတဲ့အစားအစာတွေကိုစားမိလို့ဖြစ်တတ်ပါတယ်။စိတ်ကြမ်းမရေးစီအချို့အပါဝင် အခြားသောဆေးများကြောင့်လည်းစီးကအစိမ်းရောင်ပြောင်းသွားတတ်ပါသေးတယ်။နံပါတ်5အညူရောင်ရင်ရင် စီးအညူရောင်ရင့်နေပြီဆိုရင်များသောအားဖြင့်ရေတောက်အလွန်နှဲတာကြောင့်ဖြစ်တာဖြစ်ပါတယ်။ဒါပေမဲ့အချို့သောဆေးတွေဥပမာ nitro fuel တို့အချို့သောအစားအစာတွေဥပမာ rhubarb လို့ခေါ်တဲ့ပီတမုံလားတောင်ကြီးပဲအချို့သောယောဂါများ ဥပမာခန္ဓာကိုယ်ထဲမှာ porphyrin တွေစုပုံလာစေတဲ့ porphyria ယောဂါ exercise induced hematuria လို့ခေါ်တဲ့လေးကျင်ခံပြင်းထန်ထန်လုပ်ပြီးချိန်မှာဖြစ်တာစတာတွေကြောင့်ဖြစ်တတ်ပါတယ်။ ဆေးကြောင်အစားကြောင်ဒါမှမဟုတ်လေ့ကျင့်ခန်းကြောင်ဖြစ်တဲ့ဆိုရင်တော့သူတို့ကိုရက်လိုက်တဲ့အခါမှာတက်တာသွားမှာဖြစ်ပြီးအကယ်၍မပြောက်ဖဲအချိန်ကြာမြင့်စွာဆက်ရှိနေမယ်ဆိုရင်တော့ဆရာဝန်နဲ့တွေ့ရောက်တိုင်ပင်သင်ပါတယ်။နံပါတ်6အနီရောင်သူမဟုတ်ပန်းရောင်စီးကအနီရောင်တန်းနေပြီဆိုရင်တော့ကြောက်စရာကောင်းပေမဲ့ဒါကတခါတရံတောက်ဆေးကြောင်ဒါမှမဟုတ်အစားအစာရဲ့ကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ပီတာမုံလားဘလူးဘယ်ရီစတဲ့တတိဝလံတွေကိုစားမိရင်တော့လကောက် အချိုဆေးတွေဥပမာဖီနာဆိုပရဒင်းလိုမျိုးစီလံကြောင်လက္ခဏာတွေကိုတက်တာစေတဲ့ဆေးတွေကိုတောက်မြင်တော့လကောင်းဖြစ်တတ်ပါတယ်။ဒါပေမဲ့အမှန်တကယ်စီးရဲမှသွေးပါတယ်ဟီမဂျူရီးယားကြောင့်လည်းစီးရောင်ကအနီရောင်သို့မဟုတ်ပန်းရောင်တန်းတတ်ပါတယ်။စီးရဲမှသွေးပါတာကတော့စီးကျိတ်ကြီးခြင်းစီးကြောက်ကင်ဆာစရတွေကြောင့်ဖြစ်နိုင်ပါတယ်။ဒါကြောင့်အစားအသောက်နဲ့ဆေးကြောင်မဟုတ်ပဲစီးထဲမှာသွေးပါနေပြီဆိုရင်တော့ဆရာဝန်နဲ့အမြန်ဆုံးတွေ့ရောက်တိုင်ပင်သင့်ပါတယ်။နံပါတ် စီးရောင်နောက်ခြင်း cloudy urine လို့ခေါ်တဲ့စီးရောင်နောက်နေစေနိုင်တဲ့အကြောင်းရင်းတွေကတော့စီလံကြောင့်ပိုးဝင်ခြင်းကြောက်ကထိခိုက်ခြင်း preeclampsia လို့ခေါ်တဲ့ကိုယ်ဝန်ဆောင်ခြင်းတွေးတိုးပြီးစီးထဲမှာအသားဓာတ်ပါလာတဲ့ယောဂသုတ်လွှတ်ချိန်မှာသုတ်ကအပြင်းမထွက်ဘဲစီးအိမ်ထဲကိုရောက်သွားပြီးပြီးကြမှာစီးနဲ့အတူတူပါလာတဲ့ retrograde ejaculation စတဲ့ယောဂတွေအခြေအနေတွေမှာ စီးရောင်နောက်တက်ပါတယ် စီးရောင်နှောင်ခြင်းကစီးထဲမှာအသားဓာတ်ပါတာကြောင့်ဖြစ်လေရှိပါတယ်။အမျိုးသားရင်မှာဆိုရင်ခုနကပြောခဲ့တဲ့ retrograde ejaculation လိုမျိုးတုတ်လွတ်နောက်ကျတဲ့အခြေအနေတွေမှာလည်းဖြစ်တတ်တာကြောင့်ရံဖန်ရံခါမှဖြစ်တဲ့ခဏတဖြုတ်ပဲဖြစ်တယ်ဆိုရင်တော့များသောအားဖြင့်စိတ်ပူပူမလိုတတ်ပါဘူး။ဒါပေမဲ့လည်းအချိန်ကြာမြင့်စွာဖြစ်တဲ့သို့မဟုတ်အခြားသောယောဂလက္ခဏာတွေနဲ့မှတွဲရှိနေမယ်ဆိုရင်တော့ဆရာဝန်နဲ့တွားရောက်တိုင်ပင်သင့်ပါတယ်။ အခုစီးရောင်တဲ့ကျမ်းမာရေးအကြောင်းသိသွားပြီဆိုတော့ရေတောက်နေခြင်းရဲ့ကျမ်းမာရေးစုကြူတွေရေတောက်များခြင်းရဲ့ကျမ်းမာရေးစုကြူတွေကိုတီးဖို့ကတော့နောက်ထပ်ဗီဒီယိုတွေအနေနဲ့တင်ဆက်ထားတာဖြစ်လို့ comment တွေက link ကနေတော့ကြည့်ရှုနိုင်ပါတယ်ခင်ဗျာကြည့်ရှုနေကြတဲ့ဒေါက်တာ BC ရဲ့ပြည်သက်တွေအားလုံးစိတ်ချမ်းသာပြီးကိုကျမ်းမာကြပါစေခင်ဗျာ